Hello guten tag ဒီချေရိုဒီနေ့ဂျာမန်မှာအေးတယ်ဆိုပြီးတော့ပြောရနေရမှာတုံးတဲ့ reader metal လေးတွေဖြစ်တဲ့ SS card နဲ့ Mia SS card ကတုံးတဲ့နေရာမှာဘယ်လိုမျိုးလေးတွေကြွားချတာလဲဆိုတာကိုလေ့လာကြမယ် So let's start အဲ့တော့အခုဒီချေတို့ access card ဆိုတဲ့ဟာကိုဘယ်လိုမျိုးသုံးရလဲဆိုတာအရင်ကြည့်ကြမယ်။ access card က English လို့ဆိုရင် is cool ဆိုတဲ့ဟာမျိုး ပြောတာမျိုးပေါ့။မမာလို့ဆိုရင်တော့ a တယ်ဆိုပြီးတော့ပြောတာပေါ့နော်။အဲ့ဒီ access card ဆိုတဲ့ဟာကိုဒီချေတို့ကမမာပဲသုံးလို့ရလဲဆိုရင် weather conditions တွေရတဲ့ဥဒုအခြေအနေပြောတဲ့ဟာတွေပါ။နောက်တစ်ခုကကြာ food and drinks ပေါ့နော်။စားစရာနဲ့တောက်စရာပြောရင်းနေရမှာပဲ။ဒီဟာကိုသုံးလို့ရတယ်။အဲ့တော့ဒီချေ SMS စာကြောင်းလေးကြည့်လိုက်ကြမယ်။ဥပမာဆိုရင်ရတဲ့ဥဒုက a ရယ်ဆိုပါဆို အဲ့ဒါကိုဒီချေတော့ရတူးတူကအေးတယ်ဆိုပြီးပြောချင်တာဘာနဲ့တောင်းရမှာလဲ assist card ဆိုပြီးရေးပေးရမယ်ပေါ့နော်အဲ့ဒါဒီချေဘေးမှာအတန်းထွက်လေးတွေပါရေးပေးထားတယ် နောက်တစ်ခုကကြတော့ဥပမာတချေတို့အနေနဲ့ပေါ့အဲပီဇာအရင်ပူတာပဲပြောချင်တယ်ဆိုရင် ကြတော့တချေဘယ်လိုပြောရမလဲ acid high ဆိုပြီးပြောပြရမယ်ပေါ့နော် acid high ဆိုပြီးပြောပြရမယ်နောက်တစ်ခုကကြတော့တချေတို့ကငါရေနွိ့နွိ့လေးပဲတောက်ချင်တာလို့ဆိုပါဆိုအဲ့မှာဆိုရင်ရေကိုနွိ့နွိ့လေးပဲဆိုရဲဟာကိုကြတော့တချေတို့က acid vam ဆိုပြီးပြောပြရမယ်ပေါ့နော် acid vam အဲတော့ cut ကကြဘာကိုပြောရလဲ a တယ်ဆိုရဲ cold ကိုပြောတာပေါ့ high ကကြတော့ဘာလဲတချေတို့တည်ပြီးသား hot ဆိုရဲပူတာ ပြောတာပေါ့เนาะနောက်တစ်ခု vam vam ကကြာတာဘာကိုပြောလဲနွေးတယ်ဆိုရယ် english ကလည်းမျိုးဆိုရင် wham ကိုပြောတာပေါ့ အဲ့ဒါဆိုရင်အခုဒီချေတော့ Mia is as cut I am cold ဆိုရင်ငါအေးတယ်ဆိုတဲ့ဟာကိုပြောတဲ့ဟာကိုဘယ်နေရာမှာသုံးရတာလဲဘယ်လိုမျိုးသုံးရတာလဲဆိုတာကြည့်ကြမယ်ပေါ့အဲ့တော့ဒီချေတော့ English လိုမျိုးဆိုရင် I am cold လို့ပြောတော့တရိပ်ဘာသာပြန်လိုက်ရင် German မှာကျောင်းသားကြီးကဘယ်လိုမျိုးမှားသုံးမိတတ်ကြလဲဆိုတော့ each being cut ဆိုပြီးတော့သုံးတတ်ကြရပေါ့ဘာလဲ each being ကဒီချေ I am cold ပြောတာ cut ကကြာ cold ကိုပြောတာဆိုပြီးတော့ each being cut ဆိုပြီးတော့တရိပ်ဘာသာပြန်ပြီးတော့သုံးတတ်ကြရဒါပေမဲ့အဲ့ဒါကဘာဖြစ်တာလဲဒီချေလုံးဝမှား ားတယ်ပေါ့နော်။အဲဂျမန်မှာတချို့တော့ငါအေးတယ်ဆိုပြီးတော့ပြောချင်တယ်ဆိုရင် English ကလို့တရားဘာသာပြန်ပြီးတော့ ich bin kalt လို့လုံးဝတုံးလို့မရဘူးဘယ်လိုမျိုးတုံးပြရမှာလဲဆိုတော့ Mia is as kalt လို့ပဲတုံးပြမှရမယ်ပေါ့။အဲတော့တချို့အရှိမှာတွေးခဲ့တဲ့ assist card ကကြာပါလေ။ရာသီဥတုအခြေအနေနဲ့စားစရာတောက်စရာတွေအတွက်ပဲအခုတချို့တွေ့တယ် Mia is as kalt ကကြာကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်မှာဒီ body temperature ကိုပြောတဲ့နေရာမှာဆိုရင်ကိုယ်အေးတယ်ပူတယ်ခံစားရတာကိုပြောချင်တယ်ဆိုရင် ich bin ဆိုရင်ဟာလုံးဝသုံးလို့မရဘူး။ Mia is as card ဆိုရင်ဟာနဲ့ပဲသုံးပြီးမှရမယ်ပေါ့။အဲ့တော့ဒီချက်အောက်မှာ SMS အကြောင်းလေးရေးပေးထားအဲ့ဒါလေးတွေကြည့်ကြမယ်။ Mia is as card Mia is just cut အဲ့ဒါတခြားပါ I am cool ဆိုရင်ငါအေးတယ်ဆိုလဲဟာကိုပြောတာပေါ့နောက်တစ်ခု Mia is just hot Mia is just hot ဒါပါငါပူတယ်ဆိုတော့ I am hot ဆိုတဲ့ဟာမျိုးပြောတာမျိုးပေါ့နော်အဲ့တော့ cut ကတော့တခြားအရှိမလည်းပြောခဲ့တယ်ဘာလဲ cool ဆိုတဲ့အေးရကိုပြောတာပေါ့နောက်တစ်ခုက hot ကကြပူတယ်ဆိုရင် hot ကိုပြောတာမျိုးပေါ့နော်ကြာအဲ့ဒါဆိုအခုဒီချေတော့အဲ့ရေးတဲ့မင်ထန်တစ်ခုကိုစာကြောင်းနေထဲမှာဘယ်လိုသုံးရလဲဆိုတာလေးကိုနေတာကြည့်ကြမယ် die Sonne scheint sehr und das Wetter oder es ist so heiß. Die Sonnenschein sehr und das Wetter es ist so heiß. အဲ့တော့ဒီချက်အောက်မှာလည်းအတန်ထွက်လေးကိုရေးပေးထားရဲပေါ့နော်အဲ့ဒီဆိုရင် shine ဈေးဟာကဘာပြောတာနေရန်ပူတယ်ပေါ့ unka ကြောင့်ကြောင့်ဂျာမန်မှာ andn ဆိုတဲ့ဟာလေးကိုပြောတာပေါ့နော်ပြီးတော့နောက်ဆုံးကကြတော့ s is so high ကကြာပါလေ is so hot ဆိုတဲ့ဟာအရန်ပူတယ်ဆိုတဲ့ဟာမျိုးပြောတာပေါ့အဲ့ဒါကချေပါရာတီဥတုကိုပြောတာပေါ့နေကအရန်ပူနေတယ်ပြီးတော့ဗာလေရာတီဥတုကလည်းအရန်ပူတယ်ဆိုပြီးတော့ပြောတာမျိုးပေါ့အဲ့တော့အောက်ကတခြားအောင်ဆက်ကြည့်ကြမယ် Now the Kuwaja Tisha Pale Sura, as if Zehar Zonish on Mia is a super high As if Zehar Zonish on mia is a super high အဲ့တော့ s is ဆီရ zoneish ကကြာဘာလို့ပြောတာ it is very sunny ဆိုတဲ့ဟာမျိုးပေါ့အရင်နေတာရယ်ပေါ့နော်ပြီး mia is a super high ကကြာပါလေငါအခုအရင်ပူနေတယ်ဆိုတဲ့ဟာမျိုးပြောတာပေါ့အဲ့တော့ဒီချက်အပေါ်မှာတုံးခဲ့တဲ့ s is so high ကဘာလဲရာသီဥတုပူရယ်ဆိုပြီးတော့ပြောချင်လို့အဲ့ဒါနဲ့တုံးတာအောက်မှာကြာဒီချက်ကငါအရင်ပူရယ်ဆိုပြီးပြောချင်တာမို့လို့ mia is a super high ဆိုပြီးတော့တုံးပေးရတာပေါ့အဲ့တော့အဲ့နှစ်ခုကဒီချက်တို့ကပထမ s is so high ဆို ွယ်လည်းပါတယ်။ရာဒီဥတုချင်းနေမှာပဲတုံလို့ရမယ်။အောက်ကမီယာ HSCR high ဆိုရဲကိုယ့်ရဲ့ခန္ဓာကိုယ်အပူချိန်ပေါ့ကိုပူရဲအေးတဲ့ခံစားရတဲ့ဆိုတဲ့ဟာမျိုးကိုပြောရမှာပဲတုံလို့ရမယ်ပေါ့နော်။ အဲ့ဒါဆိုရင်အခုတချေတို့ SS Heights နဲ့ Mia SS Heights နဲ့ကဘလို့တုံးတဲ့နေရာမှာကွာခြားလာလဲဆိုတာအခုတော့ရှင်းရှင်းလင်းလင်းနားလည်သွားပြီလို့တချေထင်တယ်ပေါ့နော်အဲ့တော့ Mia SS Heights ကပါလေကိုရဲ့ခန္ဓာကိုယ်အပူချိကိုအေးတယ်ပူတယ်ဆိုတဲ့ဟာကိုပြောတာ SS Heights ကကြောင့်တချေရာသီဥတုပူတာအေးတာနောက်တစ်ခုဒီစားစရာတောက်စရာတော့ပူတာအေးတာကိုပြောတဲ့နေရာမျိုးမှာပဲတုံးလို့ရတယ်ပေါ့နော် ဒါဆိုရင်အခုတီချေတို့ရန်ကုန်မှာအရန်ပူနေတယ်။ငါအရန်ပူတာပဲဆိုတဲ့ဟာလေးတွေကိုဂျာမန်လူလေးတွေပြောလိုက်ကြမယ်နော်။ Also, this is Alice. Danke schön. Tschüss und bis bald.